ားလုံးမင်္ဂလာပါ UDP Video ထဲမှာတော့ Cambridge ကထုတ်ထားတဲ့ Essential Grammar and Use ရဲ့စာအုပ်ထဲက Unit 30စစ်သင်ခန်းစာအကြောင်းလေ့လာမှာဖြစ်ပါတယ်အခုဒီ Unit 30စစ်မှာဆိုလို့ရှိရင်တော့ Use to ရဲ့အသုံးပြုပုံတွေကိုလေ့လာမှာဖြစ်ပါတယ် ီ unit တက်ဒီဆစ်ဆက်ကောင်းစရာတော့ i used to ပေါ့နော် used to ကိုဘယ်နေရာမှာသုံးလဲဆိုလို့ရှင်အတိတ် ကာလမှာရှိခဲ့တဲ့အပြုအမူတွေလေးထားတွေအခြေအနေတွေအဲ့ဒါတွေကလက်ရှိအချိန်မှာမရှိတော့ဘူးဆိုတော့ဖော်ပြခြင်းသုံးတယ်ပေါ့နော်သူ့နောက်မှာ buff infinitive form လေးလိုက်တယ်အတိတ်မှာလောက်ခဲ့တယ်ရှိခဲ့တယ်ဒါပေမဲ့လက်ရှိမှာမလောက်တော့ဘူးမရှိတော့ဘူးဒီလိုအခြေအနေတွေမှာသုံးတာမျိုးပါ ဒီပုံမှာဆိုလို့ရှိရင် Dave F few years ago လွန်ခဲ့တဲ့နှစ်အနည်းငယ်က Dave က I work in a factory ဆက်ယုံတယုံမှာလှုပ်လှုပ်ခဲ့တဲ့ factory ဆိုတာဆက်ယုံ Dave today လက်ရှိမှာတော့ Dave က I work in a supermarket supermarket တခုမှာလုပ်လုပ်တယ် I used to work in a factory အတိတ်ကာလမှာတော့ငါတော့စက်ရုံတရုံမှာအလုပ်လုပ်ခဲ့တယ်ဒါပေမဲ့လက်ရှိမှာတော့ supermarket တခုမှာသူလုပ်လုပ်နေပြီအတိတ်ကာလမှာရှိခဲ့ပြီးတော့လက်ရှိမှာတော့အဲ့ဒါကိုဆက်ပြီးမလုပ်တော့လို့ရှင်ဒီ used to ပုံစံနဲ့တုံးတယ်ဒီ used to ရဲ့အနောက်မှာ buff infinitive လေးပါရတယ် I used to work အဲ့လိုမျိုးပေါ့နော် Dave used to work in a factory Dave ကစက်ရုံမှာအလုပ်လုပ်ခဲ့တယ် now he work in a supermarket လက်ရှိမှာတော့သူက supermarket တစ်ခုမှာအလုပ်လုပ်နေပြီ he used to work အဲ့တော့သူကအတိတ်ကာလမှာတော့ကတော့ဆက်ရုံတရုံမှာအလုပ်လုပ်ခဲ့တယ်ဆိုတာကိုပြောတာ used to ကိုပြောတဲ့အခါကျလို့ရှင် past tense form နဲ့ပဲပြောရတယ်သူကအတိတ်ကာလမှာလုပ်ခဲ့တဲ့အခြေအနေတွေကိုဖော်ပြတာဖြစ်တဲ့အတွက်ပေါ့နော် အဲ့တော့ Dave used to work in a factory ဆိုတာကလည်း he worked in a factory before သူအရင်တုန်းကဆက်ရုံမှာလုပ်ခဲ့တယ် but he doesn't work there now အခုလက်ရှိမှာတော့မလုပ်တော့ဘူးအရင်တုန်းကလုပ်ခဲ့တယ်အခုလက်ရှိမှာမလုပ်တော့ရင်ဒီပုံစံကိုသုံးတယ်ဒီ session B မှာဆိုလို့ရှိရင် you can say i used to work to she used to have to ဒါမှမဟုတ်လို့ရှင် they used to be တို့ဒါမျိုးပြောတယ်ပေါ့နော်သူက i wish you they ကြိုက်တာပဲလာလာဘာပဲလာလာ subject ကတယောက်ပဲဖြစ်ဖြစ်အများပဲဖြစ်ဖြစ် but do form past tense form လေးတုံနဲ့ i used to သူ့အနောက်မှာ infinitive form လိုက်မယ် but one ရဲ့မူရင်း form လေးအဲ့တော့ used to be တို့ used to work တို့ used to have တို့ used to play တို့ဒါမျိုးတွေဖြစ်သွားမယ် အတိတ်မှာလုပ်ခဲ့တယ်အဲ့ဒီအမှုအကျင့်အနေထားအခြေအနေကလက်ရှိမှာမရှိတော့ဘူး when i was a child ကျွန်တော်ကလေးဘဝတုန်းက i used to like chocolate chocolate ကြိုက်ခဲ့တယ်ကလေးဘဝတုန်းက chocolate ကြိုက်ခဲ့တယ်ဒါပေမဲ့လက်ရှိမှာမကြိုက်တော့ဘူးဆိုတာကိုပြောတာ i used to read a lot of book အရင်တုန်းကတော့စာအုပ်တွေစာတွေအများကြီးဖတ်ခဲ့တယ် but i don't read much these days ဒီရက်ပိုင်းမှာတော့မဖတ်ဖြစ်တော့ဘူးပေါ့တိတ်မဖတ်တော့ဘူးဆိုတာမျိုးပေါ့နော် match လဲပါတဲ့အတွက် Lisa has got short hair now but it used to be very long ဒီစာကလက်ရှိမှာတော့သပင်တတိုလေးဖြစ်သွားပြီသူကအရင်တော့ကသပင်အရှည်ကြီးထားခဲ့တယ်ပေါ့ very long သပင်တတော်ရှည်ရှည်လေးထားခဲ့တယ်အတိတ်မှာတော့ထားခဲ့တယ်ရှိခဲ့တယ်ဒါပေမဲ့လက်ရှိမှာတော့သူကသပင်အတူဖြစ်သွားပြီအရင်တော့သပင်ရှည်ထားလေးရှိခဲ့တယ် they used to live in the same street as us so we used to see them a lot but we don't see them much these days they used to live ဆိုတော့သူတို့ကနေခဲ့တဲ့ in the same street ဆိုတော့ကျွန်တော်တို့နဲ့တလန်းနဲ့တူတူနေခဲ့တယ်။ဒါကြောင့်ကျွန်တော်တို့ကတယောက်ကိုတယောက်အကြာကြီးခဏခဏတွေ့ခဲ့ရတယ်ဆိုတာမျိုးပေါ့နော်။ We don't see them much these days ဒီအပိုင်းမှာတော့တိတ်ပြီးမတွေ့တော့ဘူးပေါ့။ Helen used to have a piano. Helen မှာ piano တလုံးရှိခဲ့တယ်အတိတ်တုန်းကရှိခဲ့တာပေါ့။ but she saw it a few years ago ဒါပေမဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကသူမကဒါကိုရောင်းထုတ်ခဲ့တယ်ပေါ့အတိတ်တုန်းကတော့ရှိခဲ့တယ်လက်ရှိမှာတော့မရှိတော့ဘူးအဲ့ဒါကြောင့်ပဲ used to ကိုသုံးထားတာပေါ့အဲ့တော့ used to က past tense ဖြစ်တဲ့အတွက်သူ့ကို negative form ပြောင်းမယ်ဆိုလို့ရှိရင်သူ့ didn't ကိုသုံးမယ် i didn't used to ပေါ့ when i was a child ကလေးဘဝတုန်းက i didn't used to like tomatoes ကလေးဘဝတုန်းကတော့ခရမ်းကျင်တီမကြိုက်ခဲ့ဘူးပေါ့ မေကွန်းလုံးမယ်ဆိုလို့ရှိရင်တော့ did ကိုဝကြားရှိထုတ်ရမယ်ပေါ့နော် where did you used to live before you came here ဒီလိုမလာခင်ကဘယ်မှာနေခဲ့လဲဆိုတာမျိုးပေါ့နော် session C မှာတော့ used to ရဲ့ perform ကိုနည်းနည်းလေးပြန်ပြီးတတိပေးထားတာပေါ့နော် we used to used to ကိုသုံးပါတယ် only for the past အတိတ်အတွက်ပဲလုံးဝသုံးတယ် you cannot say i used to ဒီမှာ present form နဲ့ used to ကိုမသုံးဘူး used to ရဲ့သဘောတရားတည်းဟိုအတိတ်တုန်းကလုပ်ခဲ့တဲ့အရာအခုမလုပ်တော့ဘူးအတိတ်တုန်းကစလိတ်တောက်ခဲ့တယ်အခုမတောက်တော့ဘူးအတိတ်တုန်းကဘောလုံးအရန်ကန်ခဲ့တယ်အခုမကန်နိုင်တော့ဘူးဒါမှမဟုတ်လို့ရှင်ဒီအဆောက်အအုံကြီးကအတိတ်ကာလမှာတော့ shopping center ကြီးဖြစ်ခဲ့တယ်ဒါပေမဲ့ဒါပြုတ်ပြတ်သွားတဲ့အဆောက်အအုံဟောင်းကြီးတစ်ခုဖြစ်သွားတယ် ဲ့လိုအခြေအနေမျိုးတွေမှာ used to ကိုသုံးလို့ရတယ် I used to play tennis အရင်တုန်းကတော့ tennis ကစားခဲ့တယ်အဲ့လိုပြောလိုက်ပြီဆိုတော့အခုမကစားတော့ဘူးဆိုတော့သူကပြောတာနောက်ဘက်ကျမပိုင်တော့သူအထိပ်ပဲအဲ့မှနေပြည့်စုံတယ် This day I play golf ဒီအပိုင်းမှာတော့ကျွန်တော်ကောက်ပဲရိုက်တယ်အရင်တော့ tennis ကစားတယ်အခုမကစားတော့ဘူး ဒီဘက်ကြမှာဆိုလို့ရှင်ဝီယူရှက်လိကတ်ပါလီကျွန်တော်တို့အိယာစစောထလေးရှိတယ်ပေါ့ဒါအမြဲတမ်းအိယာစစောထတဲ့အခြေအနေကိုပြောချင်တော့ဒီလိုပဲရေးပေါ့နော် used to နဲ့မတုံးလဲဆိုတာမျိုးလည်းပြရတာဖြစ်ပါလေအဲ့ဒါဒီပြင်တော့ exercise လုပ်အောင်မှာဖြစ်ပါတယ် 36.1မှာဆိုလို့ရှိရင် look at the pictures ပုံတွေကိုကြည့်မယ် complete the sentences with used to used to နဲ့ပဲဒီဘွားကြတွေပြအောင်ဖြည့်ပေးရမယ်ပေါ့ this is me a few years ago လွန်ခဲ့တဲ့နှစ်တည်းကပေါ့နော်လွန်ခဲ့တဲ့နှစ်အနေငယ်ကကျမရဲ့ပုံပေါ့ she used to have long hair သူမကစပင်အရှိထားခဲ့တယ်ပေါ့အတိတ်တုန်းကထားလေးရှိခဲ့တယ်ဆိုတာမျိုးပေါ့နော် when i was younger ဒါငါငယ်ငယ်တုန်းကပေါ့အဲ့ဒါဆိုသူငယ်ငယ်တုန်းကဘောလုံးကစားခဲ့တယ်ပေါ့နော်ဘောလုံးကစားခဲ့တယ် used to နဲ့တည်းမရဘူး used to အနောက်မှာ buff တလုံးလိုက်ရမယ်သူဘောလုံးကစားခဲ့တယ်ဆိုတော့ play ဆိုတဲ့ဟာမျိုးပေါ့နော် play ဆိုတဲ့ဘောလုံးကစားခဲ့တယ်ဆိုတဲ့ဟာမျိုးဒါမှမဟုတ်လို့ရှင်လဲ volleyball football ကြိုက်တဲ့ game တစ်ခုခုကိုရေးမယ်ဆိုလို့ရှင်လဲ play နဲ့ပဲတုံးတယ်ပေါ့နော် P L A Y ပေါ့အဲ့တော့ number 3မှာဆိုလို့ရှင် I am a hairdresser now အခုကတော့ငါစပင်ညက် တဲ့သူပေါ့နော်အတိတ်တုန်းကတော့သူမကတက္ကစီ driver တူဖြစ်ခဲ့တယ်ပေါ့ရှီရှီပြီးတော့သူမကအတိတ်တုန်းကဆိုတဲ့တဒီအတိတ်တုန်းကအခြေအနေလေးကိုသူကရေးပေးရမယ်ပေါ့နော်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့ back to be BEP ကိုသုံးတယ် used to be a taxi driver ပေါ့နော်အဲ့လိုမျိုးလေးရေးရမယ်ပြီးတော့ we live in london now လက်ရှိမှာတော့ london မှာနေတယ်ဒီပုံကနည်းနည်းလေးတော့ဝါးနေတယ်လွန်ခဲ့တဲ့နှစ်20ကသူတို့တွေက in the country ဆိုတော့ကြည်လက်ဒေတာလေးမှာသူတို့နေခဲ့တယ်ပေါ့သူတို့အရင်တုန်းကကြည်လက်ဒေတာမှာနေခဲ့တယ်ဆိုတဲ့ဟာမျိုးလေးရေးရမယ်ပြီးတော့ဒီမှာပါတဲ့ buff လေးတွေပြန်တုံးလိုက်လဲရတယ် live ဆိုတာမျိုးပေါ့နော်ဒီ number 5ပုံမှာဆိုလို့ရှိရင် this is me 20 years ago လွန်ခဲ့တဲ့နှစ်20ကသူ့ပုံထဲမှာသူမျက်မှန်လေးတက်ထားတာဒီပါတယ် ဒီမှာဆိုလို့ရှိရင်လက်ရှိမှာတော့ I never wear glasses now ကိုတော့မျက်မှန်မတက်တော့ဘူးပေါ့အဲ့ဒါကိုတော့အတိတ်တုန်းကမျက်မှန်တက်ခဲ့တယ်ဆိုတဲ့အခြေအနေမျိုးလေးဒီမှာ used to နဲ့ရေးရမယ်ပေါ့နော်မျက်မှန်တက်တာကိုလည်းဒီမှာသုံးခဲ့တဲ့ buff ပဲသုံးမယ် wear ဆိုတဲ့ buff လေးပဲပြန်သုံးမယ်ဒီအဆောက်အုံကဒီမှာတော့ how နွမ်းနေတဲ့အဆောက်အုံပုံစံပြရတာလေပေါ့နော်ဒီအဆောက်အုံကအလောင်းတိုင်းကိုဟိုအရင်တော့အချိန်ကြီးတုန်းကတော့ဒီအဆောက်အုံကြီးက hotel ဖြစ်ခဲ့တယ်ပေါ့ဒီမှာ hotel ဆိုတာလေးပြရတာလေပေါ့နော်အဲ့လိုမျိုးလေးတွေရေးပေးရမှာဖြစ်ပါတယ် ဒီ36.2မှာဆိုလို့ရှင် current work very hard current ကအရန်အလုပ်ကြိုးစားရ and has very little free time အလားချင်းနည်းနည်းလေးပဲရှိတယ် a few years ago လွန်ခဲ့တဲ့နှစ်အနေငယ်ကတော့လက်ရှိအခြေအနေနဲ့အများကြီးကွာခြားတယ်ပေါ့နော်ဒီမှာလွန်ခဲ့တဲ့နှစ်အနေငယ်ကသူမက due to any sport အားကစားလုပ်လာ yes i swim every day and play volleyball နေ့တိုင်းရေကူးတယ်ဗောလီဘောကစားတယ်ပေါ့လက်ရှိမှာတော့သူမကအရန်အလောက်ကြိုးစားပြီးတော့ I work very hard in my job I don't have any free time လက်ရှိမှာတော့သူမကအားလက်ချိန်နေမရှိဘူး အဲ့တော့ဒီမှာပြန်ကြည့်လိုက်လို့ရှိရင်ဒီမေခွန်းတွေပေါ့နော် due to any spot ကိုသူကဒီမှာပြန်ဖြေရတဲ့ဝက်ကြတွေကကြတော့စုစုပေါင်း1ကြောင်း2ကြောင်း3 4 5 6ဝက်ကြ6ကြောင်းရှိတယ်သူပြန်ဖြေရတာလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကသူမလုပ်ခဲ့တာနေ့တိုင်းရေကူးခဲ့တယ်လက်ရှိမှာတော့သူမရေမကူးနိုင်တော့ဘူး she used to swim every day သူမနေ့တိုင်းရေကူးလေးရှိခဲ့တယ်ဒီကနေ့တော့အလေးထားတစ်ခုရှိခဲ့တယ်ပေါ့လက်ရှိမှာမလုပ်နိုင်တော့တဲ့အလေးထားတစ်ခု used to နဲ့ရေးတယ် အဲ့လိုမျိုးပေါ့နော်ဒီ channel ဘွားကြတွေအကုန်လုံးဒီမှာရေးထားတဲ့အဖြစ်တွေကိုကြည့်ပြီးဆက်ပြီးဖြည့်ပြရမှာဖြစ်ပါတယ်ဒီ36.3မှာကျတော့ complete the sentences ဘွားကြတွေကိုပြည့်အောင်ဖြည့်ရမယ် you used to or the present simple used to တော့မဟုတ် present simple ကိုသုံးရမယ်ပေါ့အဲ့တော့ i used to play tennis အရင်တော့ကတော့တန်နစ်ကစားခဲ့တယ်အခုတော့မကစားတော့ဘူး I stop playing a few years ago လွန်ခဲ့တဲ့နှစ်အနေငယ်ကပဲကစားတာကိုဆက်ပြီးမလုပ်တော့ဘူးရတန်းခဲ့တယ်ပေါ့ due to any sport အားကစားတစ်ခုခုလောက်လာ yes i play basketball basketball ကစားတယ်ဒါကကြတော့လက်ရှိကစားလားဆိုတာအဲ့ဟာမျိုးပေါ့နော်ဒါမို့ present simple နဲ့ဒီ used to နဲ့ပေါ့အခြေအနေပေါ်မူတည်ပြီးတော့ပြောင်းလဲပြီးဖြည့်ပေးရမယ်ဒီ number 3မှာဆိုလို့ရှင် do you have a car ကားရှိတာပေါ့ကားရှိတာဆိုလို့ရှင် no မရှိဘူးအရင်တုန်းကတော့ရှိတယ်ဒီမှာအဲ့လိုပြောလို့ရတယ် but i sold it အခုတော့အရင်တုန်းကတော့ကားတစ်စီးရှိခဲ့တယ်ဒါပေမဲ့အခုရောင်းလိုက်ပြီပေါ့ဒီဘက်က buff ကိုပဲပြန်သုံးလို့ရတယ် i used to have အဲ့ဒါမျိုးပြောလို့ရတယ် george george က number 4မှာကျတော့သူက waiter တယောက်ဖြစ်ခဲ့တယ်ပေါ့ဖြစ်ခဲ့တယ်ဆိုလို့ရှင်တော့ဖြစ်တယ်ဆိုရယ် buff က buff to be used to be ဆိုတာမျိုးဖြစ်သွားလိမ့်မယ်အဲ့လိုမျိုးပဲ channel ဝကြတွေအကုန်လုံးကိုယ်တိုင်ကြိုးစားပြီးဖြစ်ကြည့်ပါ